အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ဆရာမြောက်ဝီပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဆရာတို့ဒီတနင်္ဂနွေကျောင်းမှာပါတဲ့အမှတ်သားအကြောင်းလေးတွေကိုဆရာမြောက်ဝီပေးခြင်းတာပေါ့နော်အဲတနင်္ဂနွေကျောင်းဆိုတာဆရာတနည်းအားဖြင့်လက်တကျွဲအောက်မှာပါတဲ့အမှတ်သားအကြောင်းလေးတွေပေါ့နော်ဒါဆိုရင်ဆရာတို့စလာကြရအောင်ဆရာတို့ဒီပထမဆုံးပုံမှာပြတ်ထားပေးသလိုတနင်္ဂနွေကျောင်းအောက်မှာမြင်းတူလေးနှစ်ကျောင်းပါနေမယ်ပေါ့နော်တနည်းအားဖြင့်လက်တကျွဲအောက်မှာမြင်းတူလေးနှစ်ကျောင်းပါနေမယ်ဆိုရင်ဒီလိုလက္ခဏာရှင်တွေကသူတို့ဘဝမှာ ထီကန်ကောင်းမယ်ငွေဝင်ကန်လေးတွေကောင်းမှန်ကိုပြပေးတယ်ပေါ့နော်အဓိကတော့ငွေကြီးကန်အစဉ်ပြေမယ်အားသာမှုရှိမယ်ငွေငွေဝင်မဲ့ကန်လေးကသူတို့မှာပါတယ်လို့ပြောလို့ရတယ်ပေါ့နော်သူတို့ရဲ့စူးစမ်းလှုပ်ဆောင်မှုစူးစမ်းလှုပ်ဆောင်မှုတွေကနေပြီးငွေဝင်တာမျိုးတွေအစဉ်ပြေတာမျိုးတွေအောင်မြင်မှုရတာမျိုးတွေကိုပြပေးတယ်ဒီလိုမြင်းတူတွေနှစ်ချောင်းပါတာကတော့အများဖြစ်တော့တိတ်တွေ့ရလိမ့်တော့မရှိဘူးတူတာပေါ့နော်ဒါကြောင့် ဒီလိုပါရင်ဒီကံကောင်းမယ်ငွေဝင်ကံကောင်းမယ်ခြိနဲ့ပတ်သက်ပြီးတော့သူကအကျိုးရနိုင်တယ်လို့ပြရတယ်ပေါ့နော်ဒါကတော့ဒီခြိဆိုကြီးပေါင်းနိုင်မလားခြိတွေများစွာရရှိနိုင်မလားဆိုတာကတော့သူ့ရဲ့ဒီလဝပြစ်မောဘူတီပြီးတော့အဟောထုတ်လို့ရပါတယ်ဒါပေမဲ့ဒီလိုပုံပါရင်တော့ဒီကံကောင်းမယ်ငွေကြေးဝင်မဲ့ကံนี่ကောင်းတယ်သူ့ဘဝမှာအဆင်ပြေအောင်မြင်မှုကံนี่ရှိတယ်လို့ဒါတနည်းအားဖြင့်ပြပေးထားတယ်လို့ဒါပြောလို့ရတယ်ပေါ့နောက်ပြီးဆရာတို့ဒီ တနင်္ဂနွေကျော်ကမှအလံပါတဲ့သူတွေကြောင့်ပေါ့နော်အလံပါတဲ့သူတွေကတော့သူတို့ရဲ့ကံနေသားဟာရက်ဝေးမှဖြစ်တယ်ပေါ့နော်ပို့ပြီးတော့ရက်ဝေးမှအကျိုးရနိုင်တယ်ကံနေသားကလည်းသူ့ရဲ့ရက်ဝေးပဲအပြူတယ်လို့ပြရတယ်ပေါ့နော်သူကပြောရမယ်ဆိုရင်ဒီအလံပါတဲ့သူတွေကဒီတနင်္ဂနွေကျော်ကမှလံပါတဲ့သူတွေကရဝေးကိုပို့ပြီးအပြူလောက်ရတာမျိုးတွေနဲ့အချိုးပြူအဆက်တဲ့ရဝေးမှာပို့ပြီးအဆင်ပြေအောင်မြင်မယ်နမယ်ရမယ်သူတို့ရဲ့ဘဝတစ်လျှောက်လုံးမှာဒီကိုယ့်ရဲ့လှုပ်ဆောင်မှုတွေစူးစမ်းမှုရည်မှန်းမှုတွေကဟို ိုပိုပြီးအဆင်ပြေလာမယ်ပိုပိုပြီးတိုးတက်လာမယ်ပိုပြီးအောင်မြင်လာမှာဟုတ်တာပြပြထားတယ်ဒါကြောင့်ဒီအလံပါတဲ့သူတွေကအများအဖြစ်ရဝေးမှာအားပြုရတာပိုပြီးများတယ်ကံနေထားကလည်းရဝေးမှာပိုပြီးကောင်းတာဟုတ်ဒါပြပြထားတယ်ပေါ့နော်ဒါကြောင့်ဒီလိုအမှတ်သားလေးတွေပါမယ်ဆိုရင်မြေဆူတို့တက်အကျိုးကောင်းပါတယ်ဒါကြောင့်ဒီတနည်းအားဖြင့်အဓိကကတော့နော်ကျွန်တော်ဒီလက်သကြွေအောက်မှာအလံပုံလေးပါဖို့လိုအပ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဇာတို့ဒီလက်သကြွေအောက်မှာ ဝိုင်းပုံစံအမှတ်သားလေးပေါ့နော်တနည်းအားဖြင့်တနင်းကနွေကြိုအောင်မှာဝိုင်းပုံစံအမှတ်သားလေးပါမယ်ဆိုရင်ဒီလိုလက္ခဏာရှင်တွေကသူတို့ရဲ့ဘဝမှာအစဉ်ပြေမှုတွေရှိတယ်ချမ်းသာမှုတွေရနိုင်မယ်ကံကိုပြပေးထားတယ်သူတို့ရဲ့ဘဝတစ်ချောင်းလုံးမှာကံအထောက်အကူကောင်းတယ်အစဉ်ပြေမှုကဒီကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကနေပို့ပြီးအကျိုးရနိုင်တယ်လို့ပြရတယ်ပေါ့နော်အဓိကကတော့ချမ်းသာမှုရရှိမယ်အစဉ်ပြေမှုရရှိမယ်ကံကိုပြပေးထားတယ်အဲဝိုင်းပုံစံဆိုတဲ့အတိုင်းပဲဆရာတို့အဖြတ်နေမယ် ဟိုသူ့ရဲ့လမ်းကကောင်းမယ်ဆိုရင်ပို့ပြီးတော့သူ့ကြိုးရနိုင်မယ်ဒီမသားကအစဉ်ပြေမှုကံချမ်းသာမှုကံတွေကိုဒီကအဖြစ်ပြပေးထားတာကိုမိတ်ဆွေတို့အနေနဲ့သိဖို့လိုအပ်တယ်ပေါ့နော်ဒီလိုပါရင်တော့အများအဖြစ်ကံထောက်ကူကောင်းတဲ့အစဉ်ပြေအောင်မြင်မှုတွေသူတို့ဘဝမှာရရှိနိုင်မယ်လှုပ်ဆောင်မှုတွေကပို့ပြီးကောင်းလာမယ်လို့ဒါပြပေးထားတယ်ပေါ့နော်ဟိုမိတ်ဆွေတို့မှလည်းဒီလိုအမှတ်အားမျိုးတွေပါမယ်ပါရှိပြီးတော့အကျိုးရဖို့အတွက်ကိုပေါ့နော်မြှောက်ဝေပေးတာဖြစ်ပါတယ် ဟိုတခုရှိတာကဇာတ်တို့ဒီလိုအမှတ်သားတွေပါပြီးအကျိုးမရဘူးလို့ပြောလာလေးရှိတဲ့လူတွေတော့ရှိတယ်ပေါ့နော်ဒါကလည်းသူ့ရဲ့လက်ဝါးပြမမူတည်နိုင်တဲ့အမှတ်သားတူညီမှုလိုရတယ်တချို့ကအဖြတ်တွေပါနေတယ်အမားရှိတတ်ကြတယ်ခင်ဗျာနော်ဒါကြောင့်မိတ်ဆွေတို့မှလည်းဒီလိုပုံလေးတွေဒီလိုအမှတ်သားလေးတွေပါမယ်ဆိုရင်အကျိုးကောင်းမကောင်းအောင်ဇာတ်အနေနဲ့ပညာမျှဝေပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်